အားလုံးပဲမင်္ဂလာပါရှင်။ Listener Heaven Channel မှာကြိုဆိုလိုက်ပါရရှင်။ကျမကတော့စာဖတ်သူအိမ်ထက်ဖြစ်ပါရရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာမကြီးခင်နှင်းယူရဲ့ဇီဝဇိုးစံအိမ်လက်ရွေးစင် အတွေးဆောင်မစာစုစာအုပ်မှာဘာရီမှားခဲ့တယ်လဲလို့အမိရတဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါရရှင်။ပြီးခဲ့သောဂျွန်လစာဆောင်များတွင် ကျမအဖိုးစိတ်လှုပ်ရှားစရာသတင်းတစ်ခုဖတ်ခဲ့ရတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်းရောဘတ် S မက်ဂနာမရာထုတ်ဖော်ဝန်ခံချက်သတင်းပင်ဖြစ်တယ်။နှစ်ပေါင်း30ကျော်ကမိမိတာဝန်ယူခဲ့ရသော BNN စစ်ပွဲကာလအတွင်းတွင်တမရကနေဒီနှင့်တမရဂျွန်ဆင်တို့ဟာ BNN စစ်ပွဲနှင့်ပတ်သက်၍သူတို့ဘာတွေလုပ်နေခဲ့သည်ကိုနားလည်ခြင်းမရှိခဲ့ကြဘဲမိမိတို့ အများကြီးမှားခဲ့ကြတယ်လို့သူရေးသော In retrospective Tragedy and Lesson of BNN စာအုပ်ထဲမှာပေါ်ပြဝန်ခံထားကြောင်းတဲ့င်းကိုဖတ်ရှုရပါတယ်။သူဤအမားဝန်ခံချက်မှာနောင်တခေတ် American လူငယ်တို့အတွက်သင်ခန်းစာတစ်ခုဖြစ်နိုင်တယ်။မမားသူမရှိကြပါ။တပန်ဂျပန်ဝန်ကြီးချုပ်မူရာရာမာက အရှိတောင်အာရှနဲ့တရုတ်ကိုရီးယားတို့အပေါ်သူတို့ကျူးလွန်ခဲ့သော အမှားများကို ထုတ်ဖော်ဝန်ခံပြောကြားသူကိုလည်းဖတ်ရှုရတယ်။တခိကခေါင်းဆောင်တို့၏တမိုင်းတွင်ရသောအမှားများဟာနောင်လာနောင်သားတို့ခါးစည်းခံရသော အကျိုးဆက်များကို ဖြစ်ပေါ်စေပါれ။မစ္စတာမကနာမရာနှင့်ဂျပန်ဝန်ကြီးချုပ်မူရာရာမာတို့မိမိတို့အမှားများကို ထုတ်ဖော်ပြောကြားပေါ်ရသည်ကို ကျမတို့အထူးကျေးဇူးတင်ရပေမယ်မမားသူမရှိကြပါဗုဒ္ဓဤအဆုံးအမကို လိုက်နာသောမြန်မာတို့ကတော့ဒုတိယကမ္ဘာစစ်အတွင်းဂျပန်တို့မြန်မာအပေါ်ကျူးလွန်ခဲ့သောရက်ဆက်မှုများကို မေ့ပျောက်ခွင့်လွှတ်ပြီးဖြစ်တယ်မကနာမရာဝန်ခံချက်ကို တွေ့ရသောအခါကျမစိတ်လှုပ်ရှားမိသည်က ကျမတို့သမိုင်းမှာကောဘာတွေမှားခဲ့တယ်လဲဟူသော အတွေးကြောင်ဖြစ်တယ်။တွေးမိတိုင်းကျမရင်ထဲတွင်ယနေ့ထက်တိုင်းတွေးမိတိုင်းအခဲမကြီး나ကြီးခံခတ်သောအကြောင်းတစ်ချက်ရှိခဲ့တယ်။အနောက်တိုင်းတွင်စက်မှုတော်လန်ရေးပြီးသည့်နောက်အနောက်နိုင်ငံသားတို့ဟာကုံကြောထုတ်လုပ်ရန်အတွက်ကုံချမ်းရှာရန်နဲ့ကုံကြောပစ္စည်းရောင်းချဖို့ဈေးခွက်ရှာကြရင်းမှအင်္ဂလိပ်ပြင်သစ် Dutch ပေါ်တူဂီစပိန်တို့ဟာ အပြိုင်နေချဲ့၍ကိုလိုနီများကိုထူထောင်ကြကာအရှိတောင်အာရှနိုင်ငံများနဲ့ထိတွေ့လာကြတယ်။နေချဲ့သမားများတွင်အင်အားအကြီးဆုံးပြိုင်ဘက်ဖြစ်တဲ့အင်္ဂလိပ်နဲ့ပြင်သစ်တို့ကိုမြန်မာနဲ့ယူရီးယားတို့ထိတ်တိုက်ရင်ဆိုင်တွေ့ခဲ့ကြရတယ်။ထိုကဲ့သို့တွေ့ခဲ့ကြခြင်းအတူတူယူရီးယားတို့ကလွတ်လပ်ရေးမဆုံးရှုံးပဲကျမတို့မြန်မာများဘာကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ပါတယ်ဆိုဒီကိုရင်ထဲမှာတွေးရင်တနှုတ်နှုတ်ဖြစ်ရပါတယ်။တရားနဲ့ဖြေတော်လဲမပြေဟုဆိုရပါမယ်။အလောင်းဖျားဥအောင်စေရထူထောင်ခဲ့သော ကုန်းပေါင်ဆက်ဘရင်များလဲမရှိကြပြီ။ကာယကံရှင်များ မရှိတော့ပြီဖြစ်၍ထိုခိထိုအချိန်ကိုတိမိသူတို့ရေးမှတ်ထားသောမှတ်တမ်းမှတ်ရာတို့မှလွဲ၍ကျမတို့မသိရှိနိုင်ပါ။ လွတ်လပ်ရေးဆုံးရှုံးရခြင်းဟာကုန်းမောင်ခေတစ်ခေတည်းနဲ့သာဆိုင်သည်မဟုတ်၍ခေအဆက်ဆက်ကိုပြန်လည်လေ့လာရပေမည်။မြမသမိုင်းပညာရှင်များရော နိုင်ငံခြားသာသမိုင်းပညာရှင်များပါမြမာတို့အနောက်နိုင်ငံသားများနဲ့ထိတွေ့ကြပုံ အထူးသဖြင့်အင်္ဂလိပ်နှင့်ပြင်သစ်တို့မြမမြေပေါ်တွင်ခြေပြိုင်ကြပုံကို အတော်ဆုံးဆုံးလင်းလင်းရေးသားဖော်ပြခဲ့ကြတယ်။ထိုရေးသားချက်များကို နိုင်တဲ့၍တော့ကျမဖတ်ရှုပြီးပါပြီမဖတ်ရသေးသည်များလဲကြံပါသေးတယ်တမိုင်းပညာရှင်တချို့နဲ့လဲတွေ့ဆုံဆွေးနွေးဆဲဖြစ်ပါတယ်တစ်ဖက်မှလဲယူရီးယားတို့ဤတမိုင်းကိုဖတ်ရှုလေ့လာလျက်ရှိပါတယ်ယူရီးယားနဲ့မြန်မာကိုနှိုင်းရှင်လေ့လာတိုင်းပထဝီဝင် အနေအထားကိုလဲလေ့လာပါတယ်အရင်ရှင်နေချဲ့သမားတို့မျက်စိကြသောတယံဇာတရင်းမြစ်ကြွယ်ဝမှု တိုင်းရင်းသားလူမျိုးစု မြို့တော်တည်နေရာရွေးချယ်ခြင်းဘရင်တို့စိတ်ကြပြုပြင်ပြောင်းလဲရေးနိုင်ငံသားနှင့်ဆက်ဆံရေးဖက်ရင်းရှာရင်းတဖြည်းဖြည်းကျေပြန့်လာပါတယ်စဉ်းစားစရာကျမတက္ကသိုလ်ဝိဇ္ဇာတန်းတွင်ပညာသင်ယူခဲ့စဉ်က အရှိတိုင်းသမိုင်းနှင့်အနောက်တိုင်းခေတ်သစ်သမိုင်းဘာသာရဲ့နှစ်ခုကိုယူခဲ့ပါတယ်သမိုင်းကိုကျမအလွန်စိတ်ဝင်စားပါတယ် ထိုစဉ်ကဆရာများတင်ကြားပို့ချချက်တို့တွင် ကျမတခုတတိထားမိပါတယ်။တမိုင်းဆိုင်ရာ အဖြစ်အပျက်တိုင်းမှာ remote cost နဲ့ immediate cost လက်တလုံးအဖြစ်အပျက်နဲ့အတိတ်ကဖြစ်ခဲ့သော အကြောင်းရင်းခံများကို လေ့လာမှ အမှန်ကိုတွေ့ရှိရမည်ဟုသောအချက်ဖြစ်တယ်။မြန်မာတို့သူကြုံ ဖြစ်ခဲ့ရသော အင်္ဂလိပ်မြန်မာစစ်ပွဲ၃ပွဲအကြောင်းကိုမြန်မာသမိုင်းပညာရှင်များ တော်တော်ပင်စုံစုံလင်လင်ရေးသားထားတာကိုတွေ့ရတယ်။အနောက်တိုင်းပညာရှင်များကလည်းရေးသားခဲ့ကြသည်ပင် သို့သော ထိုစစ်ပွဲများသည်လွတ်လပ်ရေးဆုံးရှုံးရသော လက်တလုံးအကြောင်းအရာများသာဖြစ်ပြီး ထိုစစ်ပွဲများဖြစ်ပွားလာအောင်မြည်တိုသော အကြောင်းအရာများက အခြေခံခဲ့ပါသလဲလို့စဉ်းစားစရာဖြစ်၍လာခဲ့ပါတယ်။မဟာဗန္ဓုလာ၏တေနင်ကဗျူဟာ အင်္ဂလိပ်မြန်မာပထမစစ်ပွဲတွင်အင်္ဂလိပ်တို့ဟာအမြဲတမ်းစစ်တပ်ရေတပ်ခင့်မီလက်နက်များရှိပြီးဖြစ်တယ်။ဗာကြီးတော်ဖျားနေရာတွင်အကယ်၍မင်းနှုံးဘီရင်ကြီးသာဆိုရင်စစ်တေနင်ကဗျူဟာသည်တမျိုးပြောင်းကောင်းပြောင်းမည်။မင်းနှုံးမင်းကြီးကမြမကာွယ်ရေးကို ပြင်သစ်နှင့်တိုင်ပင်ချင်းတွင်အင်္ဂလိပ်ကို အနိုင်တိုက်ချင်ပါကပျောက်ကြားစစ်ကိုတုံးရမယ်လို့အကြံပေးခဲ့မှုပေတယ်။ ယခုခေတ်မှာ BNN တို့ဒိန်ပင်ဖူးကန်တက်မှာအောင်ပွဲခံခဲ့ကြသည်မှာကြောက်ကြားစနစ်ပင်ဖြစ်တယ်။အင်္ဂလိပ်မြန်မာစစ်ပွဲများတွင်မြန်မာတို့ကဇာတိမှန်နဲ့တတ္တိကစိုးပွဲရာမရှိပါ။အင်္ဂလိပ်မြန်မာ ပထမစစ်တွင်စစ်သူကြီးမဟာဗန္နူလာ၏တင်းနေကဗျူဟာမှာယနေ့တိုင်လိလာစမ်းစစ်ရအောင်ကိုခင့်မိပါတယ်။သို့သောအင်္ဂလိပ်တို့တွင်အဝေးပြစ်အမြောက်လက်နက်များနဲ့ ရေတက်ရှိနေပြီဖြစ်၍လက်နက်ချင်းမှာ မရှင်းသာပါမြန်မာတို့မှာဓာနှင့်လှေတတ္တိပဲရှိလေတယ်ထိုစစ်ပွဲ၃ခုကတော့ကျမတို့သင်ခန်းစာတစ်ခုရတယ်ခင်မီလက်နက်စမ်းများပေါ်ထွက်လာချိန်မှာဇာတိမှန်တဲ့တတ္တိရှိုံဖြင့်စစ်ပွဲကိုနိုင်နိုင်မီမဟုတ်ဘူးသောသင်ခန်းစာပင်ဖြစ်ပါတယ်ယိုရယာဘယင်ဤနီးပရိယအင်္ဂလိပ်မြန်မာ ပထမစစ်ပွဲစချိန် 1824တွင်ယိုရီးယားမှာယာမဘရင်3အုပ်ဆိုးနေခြင်းဖြစ်တယ်။မြန်မာတို့နှင့် အင်္ဂလိပ်ပထမဆင့်စတင်ဖြစ်ပွားသည်ကိုယိုရီးယားဘရင်သိရှိတယ်။ထို့ကြောင့်အင်္ဂလိပ်တို့၏ယိုရီးယားအားတိုက်ခိုက်လာမည်ကိုယာမဘရင်သည် ကာဝယ်ရေးအတွက်အမိန့်ပြန်နှံထုတ်တယ်။မြို့တော်တွင်ရှိသောဗဘဲသမားများကိုဆင့်ခေါ်၍ကြီးမားခိုင်ခံ့သောတန်ခွင်းကြီးများပြုလုပ်၍ ကြောက်ဖျားမြေဝမှာကန့်လန့်ပြန့်ချထားရမယ်။အင်္ဂလိပ်ရေတက်ခြေတက်လာရင်ကြောက်ဖျားမြေဝကိုစံမတက်နိုင်အောင်ဖြစ်တယ်။ထိုအဖြစ်ကိုကြည့်ရင် ထိုစဉ်ကယိုးရီးယားတို့တွင်လည်းအင်္ဂလိပ်တို့ကို ရှင်ပြိုင်တိုက်ခိုက်နိုင်အောင်ခင်မီလက်နက်များမရှိသေးသည်ကိုသိသာတယ်။မြန်မာနိုင်ငံမှာလည်းတတိယစစ်ပွဲတွင်အင်္ဂလိပ်တို့အေယာဝရီမြစ်ကိုစံတက်လာရင် တားဆီးဖို့ကြီးမားသော ်တစ်လုံးကြုံများကိုတင်၍မြစ်ပြင်တွင်လှေများမြုပ်ထားရန် အစီအစဉ်ရှိခဲ့ဘူးတည်းလက်နက်ချင်းသာရှင်တိုက်ရင် အင်္ဂလိပ်တို့ကိုရိုးတရားလဲအရှုံးပေးရမည်သာဖြစ်တယ်ချူလာလောင်ကွန်နှင့်ဘာကြီးတော်တမိုင်းပညာရှင် အမျိုးသမီးကြီးတဦးကကျမကိုပြောဘူးတယ်မဆုရဲကျမတို့မြန်မာမှာလွတ်လပ်ရေးဆုံးရှုံးရတယ် ရိုးရဲအားမှာလဲလွတ်လပ်ရေးတာမဆုံးရှုံးနဲ့ပြည်နယ်အတော်များများအင်္ဂလိပ်နဲ့ပြင်သစ်ကိုပေးလိုက်ရပါတယ်လို့ဆိုတယ်။မှန်ပါတယ်။ရိုးရဲဘရင်ချူလာလောင်ကွန်1868 1930လက်ချက်တွင်ပြင်သစ်နှင့်အင်္ဂလိပ်တို့အားရိုးရဲတို့အာနာတက်ရောက်ရာနယ်မြေထဲမှာတဝက်နီးနီးလောက်ပေးအပ်လိုက်ရတယ်။လောနိုင်ငံနှင့်ပတ်သက်၍ပြင်သစ်နှင့်ဖြစ်ပွားသော ပြဿနာတွင်ပြင်သစ်တို့ကကြောက်ဖျားမြစ်ဝတွင် လန်ဒန်တင်တင်ပေါ်များချပြီးအရေးဆို၍နောက်ဆုံး1893အောက်တိုဘာလမှာပြင်သစ်တို့တောင်းဆိုသမျှစာချုပ်ချုပ်ဆိုကာနေမီများ ပေးအပ်လိုက်ရတယ်။ချူလာလောင်ကွန်ဘယင်ကြီးဟာထိုစာချုပ်ချုပ်ဆိုပြီးစိတ်လက်မအီမသာကျမ်းမာရေးပါထိခိုက်ခဲ့ရတယ်။လာပေါင်းအတန်ကြာမိမိတာဝန်များမှအနားယူခဲ့ရသည့်အထိစိတ်ထိခိုက်ခဲ့ရတယ်။အင်္ဂလိပ်မြန်မာပထမစစ်ပွဲတွင် တနင်္လာရီနေ့ရခိုင်တို့ကို အင်္ဂလိပ်တို့အားပေးအပ်ပြီးနောက်ဗာကြီးတော်ဖះလဲစိတ်ဝေဒနာကိုခံစားရသည်နှင့်အလားတူပင်ဖြစ်တယ်။ကျမရင်ထဲမှာတွေးမိပြန်တယ်။အင်္ဂလိပ်မြန်မာပထမစစ်ပွဲကိုရှောင်လွှဲနိုင်အောင် လုပ်ရင်ကောမရနိုင်ဘူးလား။နန်းမွေစက္ကန်ခွင့်ထိုအချိန်တွင်မြမနန်းတွင်ရေမြမဘရင်တို့ခံယူချက်နှင့် ထိုစဉ်ကဘရင်အတိုင်ပင်ခံ မှုမတ်သေးနာပတိကြီးတို့ဤနိုင်ငံသားရေးဝါဒသို့မဟုတ်နိုင်ငံသားဆက်ဆံရေးဟာကျမပြန်လေ့လာလို့သောအချက်အလက်များဖြစ်လာပါတယ်။တချို့ပညာရှင်တို့အဆိုကယူရီးယားသည်သူတို့တိုင်းပြည်ကိုဘဖာစတိတ်ဂျာဂန်နယ်မြေအဖြစ်စစ်မပြုတ်အောင်ပြုတ်လုံနိုင်ခဲ့တယ်။ထို့အချက်သည်အရေးအကြီးဆုံးအချက်ဟုဆိုတယ်။ထို့လှုပ်ဆောင်ချက်ကြောင့်အင်္ဂလိပ်နှင့်ပြင်သစ်ခြေပြိုင်မှုမှလွတ်မြောက်ခဲ့ရတယ်။ မြန်မာကရောထိုစဉ်ကဘတ်ဖာစတိတ်ဖြစ်အောင်စ조사ခဲ့ပါသလားဂျိုးပန်းတင်တဲ့လောက်ဂျိုးပန်းခဲ့တော့လေပြည်တော်အချင်းချင်းဆက်သွယ်ရေးမှာမြန်မာတို့ဘာကြောင့်နှောက်နှေးခဲ့တယ်လဲဒီအကြောင်းရင်းကိုလည်းရှာရပါမယ်တချို့လွယ်လွယ်ပြောသူတို့ကတော့မြန်မာဘရင်မှာမိဖုရားများသောကြောင့်တားများပြီးထီးမွေဆက်ခံခွင့်ဥပဒေအတိအကျမရှိ၍ဟုဆိုတယ်ရိုးရရမှာလည်း ထိုစဉ်ကသီးမွေဆက်ခံခွင့်ဥပဒေအတိအကျမရှိပါယိုရီယာရှေးဘရင်များလည်းမိဖုရားများကြပါတယ်သီးမွေဆက်ခံခွင့်အရှုပ်အရှင်းများရှိပါတယ်မင်းနှုံမင်းကြီးနှင့်နန်းပြိုင်ယိုရီယာဘရင်မှာယာမဘရင်နှစ်ဤသား မောင်းခုတ်ဘရင်ကြီးဖြစ်တယ်ယာမဘရင်နှစ်နဲ့ရွာဆံဃာနီးတွင်သီးမွေဆက်ခံရေးပြည်တနာများကြောင့်မောင်းခုတ်မင်းသားအားထိခိုက်လာမှာစိုးတယ် ထိုဘေးရန်မှကာကွယ်ရန်ခမဲတော်ယာမနှင့်ဘယင်ကြီးသည်သားတော်ကိုပဇင်းခံပေး၍ဖုံးကြီးဝစ်နေစေတယ်။မိဖုရားများ၍နန်းမွေဆက်ခံခွင့်အရှုပ်အရှင်းဖြစ်တတ်သည်မှလည်းမြမာနှင့်ယူရယာအတူတူပင်ယာမဘယင်၃ဤမှာတန်းတချို့ကလည်းဇီနိုဖိုဘီးယားခေါ်နိုင်ငံသားသားကိုယွန်ရှာမုန်းဒီစိတ် မြန်မာဘရင်တွေက များတယ်လို့ဆိုတယ်။ယိုရီးယားဘရင်ဖရာနရီလက်ထက်တွင်ယိုရီးယားလူမျိုးတို့ဟာ နိုင်ငံခြားသားမုန်ဒီစိတ်ဖြင့်နန်းတော်တွင်မှတွင်ကျယ်နေသောဂရိလူမျိုးဖောလ်ကွန်ကိုတပ်ဖြတ်၍ဘိတ်တွင်လဲအင်္ဂလိပ်လူမျိုးအများအပြားကို အစုလိုက်အပြုံလိုက်တပ်ပစ်ခဲ့ဘူးတဲ့။ယိုရီးယားတို့လည်းနိုင်ငံခြားသားတို့စွတ်ဖက်မှုကို မလိုလားကြပါ။မြန်မာတို့သည် အင်္ဂလိပ်တို့ကိုမလိုလားတော့လဲစစ်မဖြစ်ပွားပဲအင်္ဂလိပ်လူမျိုးများကို အစုလိုက်အပြုံလိုက်မတတ်ဘူးပါယာမဘရင် သုံးဆိုရင် သူဤတလွန်တော်ပေါ်တွင် နောက်ဆုံးနတ်ရွာဆန်ကာနီဆဲဆဲအချိန်မှာပင် အနောက်နိုင်ငံသားတို့အပေါ်သူထားရှိသောသဘောထားကိုမင်းသားကြီးစူရီရဝောင်အားအောက်ပါအတိုင်းပြောကြားခဲ့ပေတယ်ကျွန်ုပ်တို့သည်မြန်မာဘီယန်နန်တို့နှင့် နောက်ထပ် စစ်ဖြစ်ပွားစရာအကြောင်းမရှိတော့ပါအနောက်တိုင်းသားတို့နဲ့သာရင်ဆိုင်ရမှာဖြစ်တယ်တတိပြုပါမြည်သည့်အခွင့်အရေးမှ မဆုံးရှုံးပါစေနဲ့သူတို့တင်ပြတောင်းဆိုသောအရာများကိုလက်မခံပြီးတေချာစိတ်ငှုစွာစဉ်းစားသင့်ပါသည်သူတို့အပေါ်မယုံလွယ်ပါနှင့်ထိုစကားကိုထောက်ရှုလင်ရိုးရရဘရင်တို့သည်လည်းအနောက်နိုင်ငံသားတို့အပေါ်ယုံကြည်စိတ်နှဲပါခဲ့သည်ကို တွေ့ရှိနိုင်ပါသည် နာကြီးခံခတ်เสียတချို့သောပညာရှင်များကလည်းဆိုပြန်တယ်မြန်မာဘရင်တို့ဟာအနောက်တိုင်းသားတို့နဲ့ဆက်ဆံရေးမှာမန်မလျှော့ခန္ဓာကြီးကျယ်လွန်းနေမြန်မာဝင်ကြီးများဘရင်ထံခစားရင်ဘောင်းတော်ချွတ်ရန်မလိုအင်္ဂလိပ်တန်တမန်များကို အုတ်ထုတ်ချွတ်ခိုင်းနေဖနှက်ချွတ်ခိုင်းတယ်လို့ဆိုတယ်ဆိုစရာလည်းဖြစ်ခဲ့တယ်ယာမမင်းဆက်လေးမောင်းကုတ်1851 1968ဘရင်ကြီးလက်ထက်ဟောင်ကောင်ဘရင်ကန်ချုပ်စာဂျွန်ဘိုရင်းခေါင်းဆောင်သောတန်အဖွဲ့ကိုလက်ခံတွေ့ဆုံရ၌ဘရင်ကြီးကိုရိုင်းမိမိအတွင်းဆောင်တော်အတွင်းမှာ သူ့လက်နှင့်ဆေးလိုက်တဲ့အရက်များတိုက်သည်ဟုမှတ်တမ်းများတွင်ဖတ်ရှုရသည်။မောင်းကိုဘရင်ကြီးနှင့်ထီးပြိုင်နန်းပြိုင်ညမာဘရင်မင်းတို့မင်းကြီးသည်လည်းနိုင်ငံသားများနှင့်တွေ့ဆုံဆက်ဆံရသည်။ ိုင်ငံသားသားများနဲ့တွေ့ဆုံဆက်ဆံရေးဟာနိုင်ငံတော်အတွက်အလွန်အရေးပါသော ကိစ္စတစ်ရပ်ဖြစ်သည်ကိုမင်းနှုံမင်းကြီးသဘောပေါက်နားလည်ခဲ့တယ်။1855 1862 1866 1869တန်အဖွဲ့များရောက်လာသည်ကိုလက်ခံတွေ့ဆုံ၍ကောင်းမွန်စွာဆက်ဆံဧကခံပါれ။သို့သော မောင်းခုတ်ဘရင်ကြီးလိုတော့ကိုတော်တိုင်စိတ်လိမ့်မတဲအရက်မတိုက်ပါ တခုကလေကျမထင်တယ်။မောင်းကိုဘရင်ကြီးထံလာတော့စာကြုံဘိုးရင်တို့တန်အဖွဲ့ဟာဗြိတိရှနိုင်ငံသားကြီးယုံဤကိုစလဲအဖြစ် လာရောက်ချင်းဖြစ်တယ်။မင်းတုံးဘရင်ထံလာရောက်တော့တန်အဖွဲ့များဖြစ်တဲ့1855ဖေရာခေါင်းဆောင်သောအဖွဲ့မှသည်1869ခေါင်းဆောင်သောအဖွဲ့အထိတန်အဖွဲ့များသည်အိန္ဒိယဘရင်ကန်ဤကိုစလဲများသာဖြစ်တယ်။မြန်မာဘရင်ဟာ အင်္ဂလိပ်ဘုရင်မနဲ့သာတန်းတူရည်တူဆက်ဆံလိုတယ်။အိန္ဒိယရှိအင်္ဂလိပ်နှင့်ရန်ကုန်အင်္ဂလိပ်တို့၏ညစ်ပတ်မှုကြားမှတိုးထွက်၍ကင်းဝမင်းကြီး၏တန်အဖွဲ့ကိုဆေလွတ်ကာအင်္ဂလန်နှင့်တိုက်ရိုက်ဆက်ဆံခွင့်ရအောင်ကြိုးစားခဲ့တယ်။ထိုတန်အဖွဲ့ကိုအိန္ဒိယနှင့်ရန်ကုန်အင်္ဂလိပ်တို့ကအမျိုးမျိုးအနှောက်အယှက်ပေးခဲ့ကြတယ်။အင်္ဂလန်ကိုရောက်သည့်အခါတွင်တောင်မှလန်ဒန်အိန္ဒိယရုံးကရန်ကုန်အင်္ဂလိပ်နှင့် အိန္ဒိယအင်္ဂလိပ်တို့ကအကြံပေးချက်ကိုသာလိုက်နာတယ်။အရေးပိုင်ဟောင်းဖေရာနှင့်တိုင်ပင်ပြီးမှမြန်မာကိုဆက်ဆံသည်ဆိုတော့မြန်မာတို့ဘက်ကလည်းနာကြီးခံခတ်เสียကောင်းလာတယ်။တခုကလည်းမြန်မာတန်အဖွဲ့ကို1854ခုနှစ်ကအိန္ဒိယသို့စေလွှတ်ခါဖြစ်ခဲ့သမျှပြည်ပုံးကားချ၍မဟာမိတ်စစ်စစ်အနေနဲ့ဆက်ဆံရေးအသည့်စလိုချောင်းဖြစ်နိုင်ရင် ရော်ကြီးယူ၍ အောက်မြန်မာနိုင်ငံကအင်္ဂလိပ်တို့ထွက်ပေးပါရန်မြန်မာဘုရင်မင်းနှုံမင်းကြီးကတောင်းဆိုခဲ့တယ်။အိန္ဒိယဘုရင်ကဒါလဟိုစီက နေမင်းထွန်းပနေသမျှဒီနယ်တွေအဝမင်းလက်ကို ပြန်ပေးလိမ့်မည်မဟုတ်ဟု မောက်မာစော်ကားစွာပြန်ချားခဲ့တယ်။ထိုစကားကိုတန်တို့ပြန်လဲလျှောက်ထားချိန်တွင်မင်းနှုံဘုရင်ကြီးသည် တစုံတရာ ပြန်မပြောခဲ့ဟုမှတ်တမ်းများတွင် တွေ့ရပါတယ်။ကျမထင်ပါတယ် ဘာမှပြန်မပြောတော့မှဘရင်တပါးဤဇာတိမန်ကိုအစော်ကားခံရလေခြင်းဟုယင်းထဲမှာတော့နာကြီးမည်ဖြစ်ပါတယ်ဒေါက်တာတန်းထွန်းအဆိုနောက်ဆုံး5 to တန်အဖွဲ့နှင့် စာချုပ်ပြီးဧခံရာတွင်မြန်မာဝင်ရှင်တော်မင်းကြီးများကဘီယာရှယ်ရီအရက်ပလင်းတို့နှင့်ဧခံရာ အင်္ဂလိပ်တို့ကဘရင်နှင့်တဆင့်တက်၍ယင်းနည်းစွာ တွေ့ဆုံရလိမ့်မယ်လို့မျှော်လင့်တယ် သို့သောနောက်ပိုင်း၌မင်းနုံမင်းကြီးဟာ အင်္ဂလိပ်တန်များအခစားဝင်ရာတွင်ဖနှက်မချွတ်လိုဟူသောစကားကြောင့်1895ခုနှစ်မှစ၍အင်္ဂလိပ်များနှင့်လုံးဝအတွေ့မခံတော့ပေကျုံဖြစ်ရခြင်းအကြောင်းတွင် ထိုကိစ္စများထဲ့သွင်းစဉ်းစားเสียရတော့ကောင်းပါသည်ဖနှက်ပြဿနာနောက်ပိုင်းမှာတစုံတစ်ခုတော့ရှိရမည်ကင်းဝင်မင်းကြီးကိုလန်ဒန်သို့ဆေလွှတ်ပြီးပြန်အလာ အနောက်နိုင်ငံမင်းတို့တန်တို့အားဆက်ဆံပုံကိုသိရှိပြီးသောမင်းနှုံးဘရင်ကြီးအဖို့ဖနက်ပြက်တနာရှေ့တန်းကို တမင်တင်လေသလားလို့စဉ်းစားစရာပင်အင်္ဂလိပ်တို့ဟာယိုရီးယားဘရင်တို့နှင့်တွေ့တွေ့မြန်မာဘရင်နဲ့ပဲတွေ့တွေ့သူတို့တင်ပြတောင်းဆိုချက်များမှာကုံသွယ်ရေးလွတ်လပ်ခွင့်သူတို့လူမျိုးများအခြေစိုက်ခွင့်အကောက်အခွန်ကိစ္စတို့နှင့်တကွတရားဥပဒေဆုံးဖြတ်ခွင့်စသည်များကိုပါ တရစ်ပြီးတရစ်တင်ကတောင်းဆိုကြတယ်။ယိုရီးယားဘရင်ကြီးမောင်းခွနှင့်စာဂျွန်ဘိုရင်ချုပ်ဆိုသောစာချုပ်မှ၎င်းမင်းနုံမင်းလက်ထက် ဖိုက်နှင့်ချုပ်ဆိုသောစာချုပ်မှ၎င်းအစ်စတာထရက်တိုရီယယ်ရိုက်ခေါ်တဲ့နေလွန်တရားဆုံးဖြတ်ခွင့်အချက်တစ်ချက်ပါခဲ့တယ်။ဆရာကြီးဒေါက်တာတန်းထွန်းကသူများနိုင်ငံနေမြေမှာသူတို့ဥပဒေကိုလာပြီးကျင့်သုံးတဲ့နေလွန်တရားဆုံးဖြတ်ခွင့်ကို တောင်းဆိုခဲ့ကြတာမှာမြန်မာသာမဟုတ်ဘူးတရုတ်ရောဂျပန်မှာ19ရာစု ဥရောပသားများဒီလိုစော်ကားတာကို ခံခဲ့ရတယ်လို့ရေးသားခဲ့တယ်။ဆရာပြောသလိုအစော်ကားခံခဲ့ရပေါင်းများတော့လေမင်းနှုံးဘရင်ကြီးဟာနာကြီးဟန်တူပါတယ်။မြည်တို့ပင်ဆိုစီ1824 1852ခုနှစ်များတွင်အင်္ဂလိပ်တို့နှင့်နှစ်ကြိမ်ဆစ်ဖြစ်ပွား၍ မြန်မာနိုင်ငံအောက်ပိုင်းကိုအင်္ဂလိပ်တို့အားပေးအပ်ရတယ်။အသက်ရှူပေါက်ကိုစိုးပိတ်ခံထားရသောမင်းနှုံးဘရင်ကြီးအဖို့အတက်နိုင်ဆုံးနိုင်ငံခြားဆက်ဆံရေးကိုကြိုးပမ်းတော်လဲအောင်မြင်သင့်သလောက်မအောင်မြင်ခဲ့ပါ။မင်းနှုံးဘရင်ကြီးသာအချိန်စောစွာနန်းတက်ခွင့်ရခဲ့ရင်မြန်မာပြည်အောက်ပိုင်းကိုအင်္ဂလိပ်တို့သိမ်းနိုင်လိမ့်မည်မဟုတ်ဟုသမိုင်းပညာရှင်ဒီပီစင်ကားကဆိုခဲ့တယ်။ ကျမမသိခင်တော့ညီတို့ပင်ဆိုဆို1885မြန်မာတက်ကရ1248ခုနှစ်မှာမြန်မာတို့လွတ်လပ်ရေးဆုံးရှုံးခဲ့ရတယ်ယိုရီးယားနဲ့မြန်မာတမိုင်းကိုလေ့လာရင် စာအုပ်ပုံကြီးများသည်ကျမဇပွဲတွင် ပြည့်၍ပြည့်၍လာခဲ့တယ်အစတစဆွဲလိုက်ရင် မပြီးပြတ်နိုင်အောင် အကြောင်းအရာတွေတပြုံကြီးပါလာတယ်နေချဲ့သမားကလည်းနေချဲ့သမားပြီးပြီးအစွမ်းကိုပရိယေကိုသုံးမယ် အင်းအားကိုလည်းသုံးမယ်။ကောက်ချစ်ဆင်းလဲမှုကိုလည်းလုံမှာဖြစ်တယ်။ဝင်ပလွေနှင့်သိုးငယ်လို နေမဟုတ် နှင့်အဖိုးဖြစ်ရမည်ဆိုသော အကြောင်းအမျိုးမျိုးပြ၍ဝါးမျိုးမိသာဖြစ်တယ်။သူတို့ဘက်ကမောက်မှာ ကောက်ချစ်မှုတွေကိုတွေ့အောင်ရှာသလို ကျမတို့မြန်မာဘက်ကအမားတွေကိုလည်းတွေ့အောင်ရှာရမည်ဖြစ်တယ်။ကိုယ်ပရင်များကိုအပြစ်တင်လို့၍မဟုတ် စာရေးဆရာဆိုသည်အုတ်ချုပ်သူလူဒန်းစားနှင့်အုတ်ချုပ်ခံလူဒန်းစားတို့အလယ်မှာ မန်တိုင်တပွဲရက်တည်၍ဝေဘန်ထောက်ပြရမိတာဖြစ်တယ်။တမိုင်းဆရာတို့မှလည်းဇာတိမန်ထိမ့်ချုပ်၍အမားအမှန်ဗတ်မလိုက်ပဲတမိုင်းကိုထုတ်ဖော်ရမှာဖြစ်တယ်။သို့မှသာနောင်တခေလူငယ်တို့အတွက်သင်ငန်းစာ ပေးနိုင်မှာဖြစ်တယ်။ကံကြမ္မာဟုဆိုရမည်လား။မြမာတို့သည်သွေးနှင့်ချွေးနှင့်အသက်ကိုရင်းနှီးကလွတ်လပ်ရေးကိုအရယူခဲ့ခြင်းဖြင့်1948 ဇန်နဝါရီလ၄ရက်နေ့မှာဗြိတိရှားတို့လက်အောက်မှာလွတ်မြောက်ပါတယ်လွတ်လပ်ရေးရပြီးစလွတ်လပ်ရေးရဲ့အရာတာကိုမှ မခံစားရခင်တောင်းညံမှုတွေနဲ့ဆယ်နှစ်ဆယ်မိုးလုံးလုံးသွေးချောင်းစီးခဲ့ရတယ်တဖန်ကံကြမ္မာဟု ဆိုရမည်လားမသိ1948ခုဇူလိုင်လ16ရက်နေ့တွင်ဗိုလ်ချုပ်အောင်ဆန်းအမှုရှိသောခေါင်းဆောင်ကြီးများသွေးအိုင်ထဲမှကြာဆုံးရတယ် ကျမတို့ဤလွတ်လပ်ရေးဟာသွေးတံရဲရဲနဲ့စခဲ့သည်ဆိုရင်မမှားပါဘေဒင်ယုံသူတို့ကဇန်နဝါရီလ၄ရက်နေ့မနက်မိနစ်20ကိုလွတ်လပ်ရေးကြေညာဖို့အခါတော်ရွေးဒီကိုကမှားတယ်လို့ဆိုတယ်ညီတို့ပင်ဆိုစီလွတ်လပ်ရေးရပြီး10နှစ်လုံးလုံးတိုင်းပြည်ထူထောင်ရေးအတွက်ဘာမှမလုပ်ရပဲအချိန်တွေကုန်ခဲ့ရလူတွေတေရအိုးအိမ်များပျက်စီးခဲ့ရသော ဤပြည်တွင်တောင်းညံ့မှုကြီးဟာလွတ်လပ်ရေးရပြီးမြမာတို့ခံစားရသောမဟာအမားကြီးတစ်ခုဖြစ်သောကြောင့်ဘာရင်မားခဲ့တယ်လေဆောင်းမားကိုကျမရေးလိုခြင်းဖြစ်တယ်ထိုအမားကိုယခုထက်တိုင်ကျမတို့ခါးစည်းခံနေရသည်မှာမငင်းနိုင်ပြီပြီးခဲ့တာတွေပြီးခဲ့ပါပြီနောက်ကြောင်းပြန်မလှန်ပါနဲ့လို့ဆိုကောင်းဆိုကြမည်ဖြစ်တော်လဲဤအမားသည်သမိုင်းတွင်ရသောအမားဖြစ်၍ အကြောင်းရင်းကို ရှာသင့်ပါသည်နားဆင်သူပြိသက်များအားလုံးစိတ်ရချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်